လူရီပြောပြောနေတဲ့ Islands ချက်ကနတ်ဆိုး Immortal တကောင်မှာနတ်ဆိုးဖြစ်သွားတဲ့ချက်အတွက်အဓိကအစားအစာကတော့လူရီရဲ့ကြောက်ကပ်ပါပဲ။အဲဒါကြောင့်သူကညာဘက်လူရီအိတ်နေတဲ့အချိန်မှာမှအိမ်ထဲကိုခိုးဝင်ပြီးတော့ကြောက်ကကိုခိုးယူစားတော့လို့ရှိတယ်။ဒီနတ်ဆိုးသားတဲ့ချိန်ကြလို့ရှိရင်လူတွေကသူ့ကိုမလုံးလုံးမတိလောက်အောင်ကိုအိမ်မောကြနေရတယ်။အဲ့လိုအိမ်မောကြနေအောင်အခွင့်ကောင်းယူပြီးတော့ခွဲစိတ်ခံတော့တာကိုကြွန်ကြန့်ကျင်ကျဲတောင်းနိုင်တဲ့ချက်က တောင်းဟောင်းရဲ့ခန္ဓာကိုယ်တွေကသူ့လိုချင်တဲ့ကြောက်ကက်ကိုတိကျစွာထုတ်ယူပြီးစားတောက်နေရှိပါတယ်။လူမျိုးကြောက်ကက်တွေစားတဲ့နတ်ဆိုးဖြစ်မလာခင်ဂျက်ကအသက်20ရွယ်စာကျိုးစားတဲ့ college ကျောင်းသားတယောက်ပါသူ့ရဲ့နာမည်ရင်းကတော့ Jack Norris ဖြစ်ပြီးတော့အနာဂတ်အတွက်အိမ်မက်တွေဖြစ်ချင်တာရင်းအများကြီးရှိတဲ့သူတယောက်ပါ ါပေမဲ့သူ့ရဲ့ဘွားကညတညကြောင့်အိမ်မဆိုးကြီးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ရ။ college ကျောင်းသားကဘာကြောင့်နဆိုးကောင်ဖြစ်ပြောင်းလဲသွားလဲဆိုတာကိုပြောပြပေးမယ်။ Jack ကသူ့ရဲ့အတန်းထဲမှာအေးအေးဆေးဆေးနေတဲ့သူဖြစ်ပေမဲ့လည်းတူလဲတော့တငယ်ချင်းဖြစ်တဲ့ crush ကတော့အဲ့လိုမဟုတ်ပါဘူး။ crash နဲ့သူ့ရဲ့တခြားတငယ်လေးတွေကတဘာဝလုံးဖြစ်ရဆန်တွေနန်းစိုးတွေအကြောင်းတော်တော်လေးစိတ်ဝင်စားကြတယ် အဲ့ဒါကြောင့်အခန်းထဲကသူနဲ့စိတ်တူကိုတူဝါသနာတူဂျွမ်းနေဆိုရဲကောင်မလေးနဲ့တော်တော်လေးရင်နေခဲ့ကြပါတယ်အချိန်ပဲကြာတာနဲ့အများဂျန်နီကချာနိုဘော့ကလို့ခေါ်တဲ့နတ်ဆိုးကိုကိုးခွေတဲ့ခိုင်းရဲ့အဖွဲဝင်ဖြစ်တဲ့အကြောင်းကိုသိလိုက်ရတယ်အဲ့ဒီခိုင်းကားတွေကသူတို့ကိုးခွေတဲ့နတ်ဆိုးကိုသူတို့ခေါ်တာကတော့နတ်ဖေဟာပေါ့အဲ့ဒီရာကိုလူအင်ကအစိတ်ပိုင်းတွေနဲ့အစိမ့်လိုက်ပူဇော်ခဲ့ကြတယ်တဲ့ဒီလိုနဲ့တဘာဝလုံးဖြစ်ရတဲ့ကိုစိတ်ဝင်စားတဲ့ crash ကလည်းဂျန်နီရဲ့အဆွဲကောင်းမှုကြောင့်သူတို့ရဲ့ခိုင်းတွေကိုရောက်သွားခဲ့တယ် ူတို့တွေက MLM လို့ပဲဒီကိန်းကဘလောက်ကောင်းနေဆိုတဲ့အကြောင်းကိုတခြားတငယ်ချင်းတွေကိုထပ်ပြောပြတယ်။အဲ့ဒီကိန်းတွေကိုဝင်လာကြအောင်လို့ပြုဆိုရယ် crash ရဲ့တငယ်ချင်းကြက်ကတော့ဒါမျိုးတွေကိုအယုံကြည်မရှိလို့ရှောင်ဖယ်နေရယ်။ဒါပေမဲ့ crash ကခဏခဏပြောပြီးတော့သူတို့ကိန်းရဲ့အကြောင်းကိုလေ့လာကြည့်ဖို့တကယ်လို့တစ်ခါလိုက်ကြည့်ပြီးတော့သူ့အနေနဲ့သဘောမကျလို့ရှိရင်နောက်ထပ်လိုက်ခဲ့ဖို့ထပ်မစွဲတော့ဘူးဆိုပြီးအကြိမ်ကြိမ်ပြောနေရယ်။ဒီလိုနဲ့ crash ရဲ့အတင်းအကျပ်ဖိအားပေးမှုကြောင့်ကြက်ကတစ်ခါလောက်တော့လိုက်ကြည့်လိုက်မယ်ဆိုပြီးဆုံးဖြတ်ခဲ့ပါဗျ။ အဲ့ဟာပဲသူ့ရဲ့တဝါလုံးကိုပြောင်းလဲသွားစီနဲ့ဆုံးဖြတ်ချက်ဆိုတာကိုကြက်ကမသိခဲ့ပါဘူး။အဲ့ညမှာတော့ Crash ကသူ့ရဲ့တငယ်ချင်းချက်ကိုတောဆက်နာမှာရှိရဲ့ဂိုရာဟောင်းကြီးတစ်ခုစီကိုခေါ်သွားတယ်။သူတို့နှစ်ယောက်ကဂိုရောင်နဲ့ရောက်သွားတော့တခြားခိုင်းသားတွေကအရင်ရောက်နေကြတယ်။အဲ့လိုနဲ့လူဆုံးတော့သူတို့ရဲ့နတ်ဆိုးပူဇော်ခြင်းခန္ဓာကိုစတင်ခဲ့တယ်။သူတို့စီမှာထိုးဆက်နဲ့ဒလေးတစ်ခုရှိရဲ့အဲ့ဒါတော့ဒီခန္ဓာကိုတဲရောက်တဲ့သူတွေကကြာပန်းရွေးချယ်ပြီးနတ်ဆိုးခြာလို့ဘုတ်ပူဇော်တာပါ။ သူတို့ပြောရတော့ဒီရွေးချယ်ဖန်ရတဲ့သူကနတ်ဖရားရဲ့သားတော်ဖြစ်လာပြီးတော့သူတို့ကိုးကွယ်တဲ့နတ်ဖရားရဲ့စွမ်းအင်ပေးရခြင်းခံရတဲ့ကံကောင်းတဲ့သူတဲ့ကြောက်ကဒီခိုင်းကိုလေ့လာဖို့အတွက်ပထမဆုံးရောက်လာခဲ့ပြီးတော့ကံစိုးစွာနဲ့ပဲနတ်ဖရားရဲ့ရွေးချယ်ခံရသူဖြစ်ရဲ့ခိုင်းကောင်းဆောင်ရဲ့အကျညာချင်းကိုခံခဲ့ရတယ်သူ့နာမည်ကြားလိုက်တော့ကြောက်ကလမ်းဖြန်ပြီးထွက်ပြေးကိုစူးစမ်းခဲ့ပေမဲ့ ဂျန်နီနဲ့တခြားခိုင်းသားတွေကသူ့ကိုဖမ်းဆီးချုံနောက်လာခဲ့ကြတယ်။အဲ့ဒီနောက်သူ့ရဲ့ပစက်ထဲကိုဘာမှန်းမသိတဲ့မဲမဲအကြီးတွေကိုအတင်းအကျပ်တောက်ခိုင်းခဲ့တယ်။သူတို့တိုက်တာတွေကိုတောက်ပြီးတော့ဂျဲရဲ့ခန္ဓာကိုယ်ကအပူချိန်ကိုအပြင်းထန်ခံစားခဲ့ရပြီးတော့ဒီရေတွေကချော်ရီပူတွေကိုတောက်ရတယ်လို့ပဲတဲ့။အဲ့ဒီချိန်ကဂျဲအတွက်တော့ငရဲခန့်တမျှဆိုးရွားခဲ့ပါတယ်။ဒီလိုခံစားနေရတဲ့ဂျဲကဂျန်နီနဲ့သူ့ရဲ့တကယ်ချင်းတွေကဂျဲရဲ့မျက်လုံးထဲကို ပူနေတဲ့ကတ္တရာစီတွေကိုလောင်းထည့်ခဲ့ကြတယ်။အဲဒီလောက်ရက်ကပဲချက်ကိုမျက်စိကွယ်သွားသေးခဲ့ပြီးတော့တေးဆုံးသွားခဲ့ရပါတယ်။ဒီရေကုံစော်ပွဲကြီးအပြီးရန်နေငယ်ကြတော့ချက်ကပြန်လည်နှိုးထလာခဲ့တယ်။ဒါပေမဲ့အရင်ကလိုမျိုးအေးဆေးနေတဲ့တက်ကတူကြောင့်သာချက်မဟုတ်တော့ဘဲနဲ့အရာအလုံးကပြောင်းလဲသွားခဲ့ပါပြီ။ချက်ကမျက်စိမရှိတော့ဘဲနဲ့သူ့ရဲ့အမြင်အယုံကလည်းတစ်ခုလုံးပြည့်စည်သွားခဲ့တယ်။မျိုးလုံးအိမ်ထဲကနေလည်းကတ္တရာသီးလိုမျိုးမဲမဲအရေတွေကအဆက်မပြတ်စီးကြနေခဲ့တယ်။ မျိုးလုံးမမြင်တော့ပေမဲ့ကျဲရဲ့အနက်ခံနိုင်စွာနဲ့အကြအယုံကတော့အရင်ကထပ်ပို့ပြီးတော့ကောင်းလာခဲ့တယ်။နယ်စောပြေပြောင်းလဲသွားခဲ့တဲ့ချက်ကအသားရည်ရောပုံစံတွေရောပြောင်းလဲသွားနေပါတယ်။သူ့ရဲ့အသားရည်ကမီးဟူးပြာရောင်လိုဖြစ်နေပြီးတော့လက်သေးတွေကချွန်ထက်နေတယ်။ပြီးတော့သူ့ရဲ့သွားရည်ကလည်းချွန်ချွန်ကြီးဖြစ်လာတယ်။ဒီလိုမျိုးနယ်စောအတွင်ပြင်ကိုဖုံးကွယ်ထားဖို့အတွက်ချက်ကအပြာရောင်မျက်နှာဖုံးနဲ့အနက်ရောင်ခုရီလက်ရှည်တစ်ထည်ကိုအမြဲတမ်းဝတ်ဆင်လာတယ်။သူ့ရဲ့ထူကြတဲ့အချက်ကတော့ခွဲစိတ်ခံသုံးတာကိုကြွန်ကြွန်ကျင်ကျင်ကင်တတ်တာပါပဲ။ တာမန်လူသားမဟုတ်တော့တဲ့ကြာကသူ့ကိုဒီလိုမျိုးနတ်ဆိုးဖြစ်ပြောင်းလဲခဲ့တဲ့ယန်နီ crash နဲ့နတ်ဆိုးကိုွယ်တဲ့ဂိုင်းတစ်ခုလုံးပေါ်မှာနတ်စားချေလို့တဲ့စိတ်တွေအမုန်းတရားတွေနဲ့သာပြည့်နှံ့နေခဲ့ပါတယ်။အဲ့ဒီချိန်သူ့ရဲ့စိတ်ထဲမှာဖူးဆဲပြီးတော့ကြောက်စရာကောင်းတဲ့ဆန္ဒတစ်ခုဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒါကတော့လူခန္ဓာကိုယ်ရဲ့ကလေးစာတွေအထူးသဖြင့်လူသားတွေရဲ့ကြောက်ကွက်ကိုမှစားသုံးခြင်းနဲ့ဆန္ဒသူကသူ့ကိုယ်သူနတ်ဆိုးဖြစ်ပြောင်းလဲသွားတာကိုလက်မခံနိုင်မင်းနဲ့ပုံမှန်စားစာတွေကိုစားဖို့အတွက်စူးစမ်းခဲ့သေးတယ်။ ဒါပေမဲ့ဒီခိုင်းသားတွေကလောင်းထည့်ခဲ့တဲ့မင်းမဲအရေတွေကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကပုံမှန်စားစာတွေကိုမစားနိုင်တော့ဘဲနဲ့လူအိမ်ကအစိတ်ပိုင်းမျိုးကိုသာတောင်းတနေခဲ့ပါတယ်။သူ့ဘလို့မတောင်းခံမနိုင်တော့တဲ့အဆုံးမှာတော့အဲ့ဒီညမှာပဲသူ့ရဲ့ပထမဆုံးအမဲလိုက်ခြင်းကိုစတင်ခဲ့ပါတယ်။သူ့ပိုင်းဆိုင်နာတဲ့နတ်ဆိုးဆွဲရင်ကိုတောင်းပြီးတော့သူ့ကိုဒီလိုမျိုးဖြစ်အောင်လုပ်ခဲ့တဲ့ခိုင်းသားတွေအကုန်လုံးကိုရှာခွေပြီးတော့ရက်ဆက်စွာတပ်ဖြတ်ခဲ့တယ်။အဲ့ဒီနောက်မှာတော့ခွဲစိတ်ခံသုံးတာကိုကြွကြွကျင်ကျင်တောင်းနိုင်တဲ့စွမ်းရည်ကိုအသုံးပြုပြီးတော့ တူသားကောင်ရဲ့ခန္ဓာကိုယ်တွေကအစိပ်ပိုင်းတွေကိုတိကျစွာထုတ်လုပ်စားတော့ခဲ့ပါတယ်။နောက်တော့သူ့ကိုလူတွေတွေ့သွားမှာဆိုလို့နေရကနေချက်ချင်းထွက်လာခဲ့တယ်။အဲ့လိုနဲ့နောက်တနေ့မှလည်းကြတော့သူ့ရဲ့ကျောင်းသားမှာကြောက်ကက်တွေဖယ်ရှားခံတာလေအလောင်းတွေကိုလူတွေကရှာတွေ့ခဲ့ကြတယ်။ကျဲလက်ထဲကနေလုံးမြောက်လာခဲ့တဲ့သူတွေကြောင့်ဒီရကနတ်ဆိုးကျက်ရဲ့လက်ချက်ဆိုတာကိုတဆင့်စလားတဆင့်တာနဲ့ပြန့်နှံ့လာခဲ့ပါတယ်။အဲဒီနောက်မှာတော့လူတွေကသူ့ကို နဲ့နှဖုံးဆူထားပြီးတော့မျက်စိမရှိတော့တဲ့နတ်ဆိုးတစ်ကောင်လိုသတ်မှတ်ခဲ့ကြပြီးတော့ Eyeless Jack လို့နာမည်ပေးလိုက်ကြပါတယ်ဒီနတ်ဆိုးနဲ့ကြုံခဲ့ရတဲ့လူတယောက်ကသူ့ရဲ့အတွေ့အကြုံကို social media မှာပြန်တင်လာတယ်အဲ့ဒီတော့က Mesh နဲ့သူ့ရဲ့ကိုအရွယ်ကသူတို့လည်းရှိနေနေတဲ့အိမ်ကိုဗန်းတင်းသွားတော့တခြားတညာတခုပြောင်းလာကြတယ်။ပထမတစ်ပတ်ကတော့အဲ့ရပြောင်းလာကြမလို့ Mesh ကကောင်းကောင်းအိမ်မပြောဘူး။အဲ့လိုနဲ့အားလုံးနေသားကြရတဲ့အချိန် Mesh ကနင့်နင့်ချာချာအိပ်ပျော်တဲ့အချိန်မှာပဲအပြင်ဘက်ကစုံမြန်တဲ့နေကိုကြားလိုက်ရတယ်။အချိန်ကအများတနာကြီးထိုးနေပြီ။ အဲ့ဒါနဲ့သူကလည်း record နှကောင်ပဲဖြစ်မှာပါလို့တွေးပြီးတော့ဒီတိုင်းပြင်ရင်လိုက်တယ်။မန်နေဂျာတော့သူ့ရဲ့ကိုအဒဝင်ုံပြက်ပြတော့သူ့လဲကြရတယ်တဲ့။အဲ့လိုနဲ့နောက်နေ့ကျတော့ mesh ကသူ့ရဲ့အခန်းပတင်းပေါက်ကိုဖွင့်ပြီးတော့တရားရောက်ဝင်လာတဲ့အတန်းကိုကြားလိုက်ရတယ်။သူ့လည်းအခန်းထဲလှည့်ပတ်ကြည့်ခဲ့ပြီးမှဘာမှမတွေ့အဲ့ဒါနဲ့ဘာမှထိုးစမ်းတာမရှိဘူးဆိုပြီးပြန်အိမ်လိုက်တယ်။နောက်တနေ့မနေ့ကျတော့အကိုဖြစ်သူအဒဝင်ကသူ့ကိုနှော်ဖို့အခန်းထဲဝင်လာတဲ့အချိန်သူ့ညီကိုတွေ့တော့လက်ထဲမှာကင်နာတဲ့ကော်ဖီခွက်ပါလွတ်ကျသွားခဲ့တယ်။သူတွေ့လိုက်တာကသူ့ညီရဲ့ဘယ်ဘက်ပါမှာ တခုခုနဲ့ဆွဲပြဲရသလိုဟတ်တက်ကွဲနေတဲ့နေရာရင်တခုသွေးရလည်းတလောစီကြနေတယ်အဲအားကြောင့်သူတို့နှစ်ယောက်ကဆေးရုံကိုအမြန်သွားကြပြီးဆေးရုံရောက်တော့ဆရာအောင်ကမင်းကိုအိတ်ငင်ရင်လမ်းထားလျှောက်တက်တဲ့အချင်းရှိလာတယ်တကယ်လို့သူကညာဘက်အိတ်ငင်လမ်းထားလျှောက်တက်လို့ရှိရင်ဒီတန်ရာကလမ်းမှာအစိုးတခုခုနဲ့ချင်းမိလို့ဖြစ်နိုင်တယ်ဒါပေမဲ့မင်းကသူတခါမှအဲ့လိုမလျှောက်ဘူးတဲ့ပြီးတော့ဆရာအောင်ကသူ့ကိုတခြားနေရာတွေမှာရောထိခိုက်မှုရှိလားဆိုပြီးတော့အင်ဂျင်ထမ်းကြည့်လိုက်တော့တောက်ကဲရှိတဲ့နေရာမှာချုပ်ထားတဲ့ချုပ်ရအကြီးတစ်ခုကိုတွေ့လိုက်ရတယ် အဲ့ဒါနဲ့ဆရာဝန်ကတည်ကြအောင်လို့သူ့ကို CT scan ဖတ်ကြည့်လိုက်တော့မှမင်းရဲ့ဘယ်ဘက်တောက်ကကိုဆုံးရှုံးလိုက်ရတယ်တဲ့။ဒီဟာဘလို့ဖြစ်သွားမှန်းမသိပေမဲ့မင်းအတွက်စိတ်မကောင်းပါဘူးဆိုပြီးပြောခဲ့တယ်။မင်းလည်းတော်တော်လေးအောင်သွားတယ်။ညတော့မှနှစ်နှစ်ချက်ချက်အိပ်ပြောသွားတယ်။မနက်လို့လာတော့ကြောက်ကြတဲ့ချာမရှိတော့ဘူးဆိုတော့တော်တော်လေးထူးဆန်းတယ်။ဒီလိုနဲ့သူတို့ညီကိုနှစ်ယောက်ကဆဲကူသားမှုကိုအခံယူပြီးအိမ်ကိုပြန်ရောက်လာခဲ့တယ်။အိမ်ပြန်ရောက်တော့သူကဒီလိုကိစ္စတွေဖြစ်လာတော့အိတ်တော့ဝက်နိုးတော့ဝက်ဖြစ်နေတယ်။ ။များသောကောင်လာဝီနိုးလာတော့တကယ်ကိုကြောက်เสียကောင်းတဲ့မြင်ဝင်းတစ်ခုကိုသူ့တွေ့လိုက်ရတယ်။အဲ့လာတော့အနှဲ့ရဟိုဒီဝတ်ထားပြီးတော့မျက်လုံးမှာဟောတော့ပေါ့ကြီးဖြစ်နေတဲ့ကောင်လေးတယောက်။သူ့ရဲ့မျက်လုံးထဲကနေလည်းမဲမဲနဲ့စီးပြက်နေတဲ့ကတ်တရာဈေးလိုအရွယ်ကြီးကစီးကြနေတယ်။အဲ့ဒီထူဆန်းတဲ့ကောင်လေးကိုသူကအနားမှာရှိနေတဲ့ကင်မရာကိုယူပြီးတော့တပ်ပုံရိုင်းပြီးတော့လုပ်နေတော့အဲ့ဒီကောင်လေးကသူ့စီကိုပြေးဝင်လာပြီ။ကျန်နေသေးတဲ့ကြောက်ကတ်တလုံးကိုထပ်ယူဖို့ကြိုးစားခဲ့တယ်။မင်းလည်းသူ့ရဲ့မျက်နှာကိုခြေထောက်နဲ့စောင့်ကန်ပြီးအင်းကြီးကနေတက်ရောက်ထဲပြေးထွက်လာတယ်။ နောက်ဆုံးမှာတော့ mesh ကချော်လဲကျသွားပြီးတော့အဲ့ဒီနာမှာရှိနေတဲ့ကြောက်တုံးနဲ့တိုက်မိပြီးမေ့လဲသွားခဲ့တယ်။သူ့နိုးလာတော့စေယုံရောက်နေပြီ။စေယုံကသူ့မှာတရင်ကောင်းနဲ့တရင်စိုးနှစ်ခုရှိရဲ့။တရင်ကောင်းကမနေရမေးမှမှမဖြစ်ခဲ့ဘူး။မင်းရဲ့ထင်ရလဲပျောက်တော့မယ်တဲ့။တရင်စိုးကတော့မနေညာအိမ်မှာတယောက်ထဲကျန်ခဲ့တဲ့မင်းရဲ့ကိုတယောက်ယောက်ကတတ်သွားတယ်တဲ့။ကိစ္စတွေအကုန်လုံးပြီးတော့အိမ်လျောက်မှုအတွက် mesh က သူ့ရဲ့ကြံနေတဲ့ပစ္စည်းတွေကိုသွားသိမ်းတဲ့အချိန်သူ့ရဲ့အိမ်ထဲကိုဝင်တော့အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်တော်တော်လေးကြောက်နေခဲ့တယ်။အဲ့ဒီအချိန်အပေါ်ရက်မှာရှိနေတဲ့သူ့ရဲ့ခိုင်းတဲ့အဝင်မို့လို့၎င်းကမှရှိနေတဲ့အသားလုံးလိုလိုမဲနေတဲ့အရာတခုကိုရှာတွေ့သွားတယ်။အဲ့ဒါနဲ့ဒီဟာဘာကြီးလဲဆိုပြီးတင်ချာကြည့်လိုက်တော့မှသူ့ရဲ့အကူခံလိုက်ရတဲ့ကြောက်ကတဲ့ချက် အဲ့ဒီတောက်ကကြီးကိုတရားရောက်ကအစိမ့်လိုက်ဝါစားရသလိုဖြစ်နေပြီးတော့ကတရာစီးတွေကလည်းတခုလုံးပေးကျနေရပဲတဲ့။ဒါကတော့ Ernest Jack ဆိုတဲ့အနတ်ဆိုးရဲ့လက်ချက်ကြောင့်တောက်ကတချမ်းဆုံးရှုံးခဲ့ပြီးတေမလို့ဖြစ်ခဲ့တဲ့ Main Share အကြောင်းပဲဖြစ်ပါတယ်။နောက်တစ်ခါကြလို့ရှိရင် Ernest Jack ကဘလို့ဖြစ်လာလဲ။သူကဘာကြောင့်မျက်လုံးတွေမရှိတော့တဲ့နတ်ဆိုး Immortal တကောင်ဖြစ်လာတာလဲဆိုတာကိုပြပြပေးသွားပါမယ်။